ခရိုနီတတိယတူရဲ့တတန်ဆွဲပိုးပန်းနာခန်းနေရာအကြောင်းချပြလာတဲ့တင်စာဝင်းကျော်မင်္ဂလာပါပရိသတ်ကြီးရှင်အခုတင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့ခရိုနီတတိယတယောက်ရဲ့တတန်ဆွဲပိုးပန်းနာကိုခန်းနေရာအကြောင်းခက်ချစ်ချေပဲချပြလာသူမင်းသမီးတင်စာဝင်းကျော်ရဲ့အကြောင်းလေးကိုဖော်ပြတင်ဆက်ပေးမှာပဲဖြစ်ပါရဲ့ရှင်မြန်မာမင်းသမီးတွေဒီမှာမှာပိုရိသားတွေကိုအစွဲဆောင်နိုင်ဆုံးမင်းသမီးလို့ပြောရမယ့်မင်းသမီးတင်စာဝင်းကျော်ကတော့အရင်ချမ်းသာသူစီဝါရဲ့လုပ်ငန်းရှင်တွေခရိုနီတတိယတွေနဲ့အချစ်ဇလန်းတွေများစွာရှိခဲ့ပူပြီးသူမရဲ့ချစ်ရဲတွေဟာအမြဲ ြင်ပြည်သက်တွေစောင့်ကြည့်စရာအခြေရေးဖြစ်ခဲ့ရတာပါမင်းသမီးဒေသဝင်းကျော်ဟာမြန်မာနိုင်ငံရဲ့ခြေတန်းတရေကြီးတွေနဲ့တားဖြစ်သူတွေနဲ့ပါတွဲခဲ့ဘူးတဲ့အထိသူမဟာမြန်မာမင်းသမီးတွေထဲမှာပေါ်ပြူလာဖြစ်ခဲ့သူတွေပါအခုချိန်မှာတော့မင်းသမီးဒေသဝင်းကျော်ဟာတည်ငြိမ်ရတော့မယ်အသက်အရွယ်တစ်ခုကိုရောက်လာနေခဲ့ပြီဖြစ်ပြီးသူမရဲ့ခြေရေးတရေတွေကလည်းညီတက်နေကြတာဖြစ်ပါတယ် ိမ်နာပြုတ်ရမယ့်အရွယ်တစ်ခုကိုကျော်လွန်နေပြီဖြစ်ပေမဲ့သူမဟာဆက်လက်လာပနေရင်တယောက်တည်းဘဝနဲ့သာပျော်ရွှင်စွာ ရှင်သန်ဖြတ်သန်းနေရတာလေးဖြစ်ပါရည်။လာပလို့နေသူမရဲ့ခန္ဓာကိုယ်ချုပ်စားတွေဆက်ဆောင်မှုရှိလာတဲ့သူမရဲ့အလှတွေဟာ ယခုချိန်မှာအခြားမင်းသမီးတွေလိုချမ်းသာကြသူစီးပွားရေးလုပ်ငန်းရှင်တွေနဲ့အိမ်အောင်ရသားကြပြီးတည်ငြိမ်ကအများကလေးစားအားကြတဲ့ဘဝမျိုးမှာနေထိုင်နေရမှာဖြစ်ပေမယ့်သူမရဲ့ဖို့ရှော့ရိုက်ကူးခဲ့တဲ့လောက်ရက်တွေကြောင့်အခုချိန်ထိသူမကိုကောင်းကောင်းမွန်မွန်တင်တောင်းတင့်တယ်နဲ့ယူမဲ့ယောက်ျားမျိုးမရှိခြင်းဖြစ်နေကြောင်းဝေဖန်ပြောဆိုကြသူတွေလည်းရှိနေတာပဲဖြစ်ပါရဲ့ ဒီလိုကောက်ကောက်မမောနဲ့တင်တောင်းတစ်တဲထားပေးမယ်အမျိုးသားမျိုးကသူမကောင်မရှိဘူးဆိုတဲ့ဝေဖန်မှုတွေကိုမင်းသမီးတင်စာဝင်းကျော်ကခက်ချစ်ချင်နေပဲတုတ်ပြန်လာခဲ့တာပဲဖြစ်ပါရီ သူမထဲကထွက်လာပြီးတဲ့ကသူမကိုစင်ကယ်ဖြစ်သွားမယ်တိကျသူအမျိုးသားကောင်းတွေကသူမကိုချစ်သူဖြစ်ကံလန်းနာတွေများစွာရှိနေပြီးတော့သူမရဲ့ချစ်ကိုရဖို့ဆွဲမလျှော့ပဲအခုချိန်ထိစူးစမ်းနေကြဆဲတတိတွေများစွာရှိကြောင်းသူမကချပြလာခဲ့တာပါသူမရဲ့ဘေးမှာမိတ်ဆွေအနေနဲ့ရှိနေပေပေသူမရဲ့ချစ်ကိုရရှိဖို့ကြိုးပမ်းနေသူလေးရဲ့ပန်စီလေးကိုမင်းသမီးတင်ဆောင်ဝင်းကျော်ကချပြလာခဲ့ပြီးဒီပန်စီထဲမှာ ပန်းလေးတွေကတော့လွမ်းသွားနိုင်ပေမယ့်ကျွန်တော်နဲ့မရဲ့အခင်မင်မှုကတော့အမြဲတမ်းရှင်သန်နေစေခြင်းနဲ့ဆိုရဲအပီချွေထားတဲ့စားသားလေးနဲ့ ပန်းစီလေးကိုသူမစီလက်ခံရရှိထားတဲ့အကြောင်းချပြလာခဲ့တာပါဒီလိုသူမစီကိုအပီချွေထားတဲ့စာသားလေးနဲ့ပန်းစီပေးဖို့သူကလည်းနင်းနေရရအစင်မျိုးမဟုတ်ဘဲမင်းသမီးတင်စာဝင်ကျော်အားကိုရလောက်တဲ့အစင်နဲ့မျိုးမှရှိနေသူဖြစ်ကြောင်းသူမကပြောပြထားပါသေးတယ်ချမ်းသာပြီးတော့စစ်တမ်းတစ်ခုမှရှိကြသူအမျိုးသားတွေကသူမကိုရှာဖို့တဲတန်စူးစမ်းနေကြပေမဲ့သူမအနေနဲ့တယောက်တည်းသာပျော်ရွှင်လွတ်လပ်စွာနေခြင်းသေးတဲ့အတွက်အခုလိုပျော်ကြီးတယောက်ဖြစ်တာနေထိုင်နေတာဖြစ်ကြောင်းခက်ချစ်ချေပဲတုတ်ပြန်ခဲ့တာပဲဖြစ်ပါရီစာရဲမှာ မောင်းလို့ရေးထားတဲ့အတွက်သူမတိန်အသက်ငယ်ရွယ်သူအမျိုးသားလေးတွေကြားမှာပါသူမကဆွဲဆောင်မှုရှိဆုံးနဲ့အလိုချင်ခံရဆုံးမိန်းကလေးဖြစ်ရှိနေတဲ့ကြောင့်မင်းသမီးတင်စာဝင်းကျော်ကသူမကိုဝေဖန်နေသူတွေကိုတကွက်ပြသွားခဲ့တာပဲဖြစ်ပါရည်သူမရဲ့လာပါတွေနဲ့အခုချိန်ဒီယောက်ျားလေးတွေရဲ့တန်တဲဆွဲစ조사ပန်စာချစ်ခွင့်ပန်ခြင်းကိုခံနေရတာအစံတော်မဟုတ်ပါဘူးနော်ပရိသာပရိသတ်ကြီးတို့လေမင်းသမီးတင်စာဝင်းကျော်ရဲ့ချစ်ကိုရရှိဖို့조사ခွင့်ရမယ်ဆိုရင်조사မိကြမှာလားဆိုတာကွန်မန့်မှာပြောခဲ့ပေးပါအောင်ရှင်